မင်္ဂလာပါဒီနေ့တော့မင်္ဂလေးတွေအရန်ကြွေတဲ့အဆိုတော် Elio James Ray ရဲ့တခြင်းလေးတစ်ပုဒ်ကိုဘာသာပြန်ပေးပါမယ်မနစ်ကမှထွက်ထွက်တဲ့တခြင်းဆိုပေမဲ့လေလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကပုံစံနဲ့ဆိုထားရမှာလို့လူငယ်ရောလူကြီးရောကြိုက်တဲ့တခြင်းလေးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုရပိုင်းနေမှာဒီတခြင်းကိုပဲနားထောင်နေပြတာပါတခြင်းရဲ့နာမည်ကတော့ I think they call this love ထုံးစံတိုင်းတခြင်းကိုဘာသာပြန်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်ကတော့တခြင်းဆိုပြမှာမဟုတ်ပါဘူး တချင်းတရစာသားလေးတွေကိုပဲဘာသာပြန်ပေးမယ်ပြီးရင်ဘဲအတုံးတုံးလေးတွေကကျွန်တော်တို့ရဲ့နေ့စဉ်သုံးအင်္ဂလိပ်စကားမှာအတုံးဝင်မလဲဆိုတာလေးတွေရှင်းပြပေးပါမယ်ဒါဆိုဆက်လိုက်ကြရအောင်ခေါင်းစဉ်ကိုဘာသာပြန်ရရင်တော့လူတွေကဒါကိုပဲအချစ်လို့နာမည်တက်ကြတာဖြစ်နေ they say you know when you know အချင်းကြလာရင်တော့မင်းလက်တွေ့ခံစားရမှာပါနောက်တစ်မျိုးဘာသာပြန်ရရင်အချင်းကြလာရင်တော့တကယ်တည်လာရမှာပါ so let's face it ဒါကြောင့် အဲ့ဒီအချိန်ကြလာမှယူကိုစောင့်မနေတော့ဘဲနဲ့အခုပဲရင်ဆိုင်လိုက်ကြရအောင် you had me at hello မင်းကိုမြင်မြင်ချင်းချစ်မိသွားတာပါ hesitation never helps တွန်းဆုံနေလို့ကတော့ဘာမှထူးမလာပါဘူး how could this be anything anything else ဒါကတခြားဘာများဖြစ်နိုင်သေးလို့လဲသို့မဟုတ်ဒါကတခြားဘာများဖြစ်နိုင်အောင်မှာလဲ when all i dream of is your eyes ကိုယ့်ရဲ့အိမ်မက်တွေတိုင်းမှာ မင်းရဲ့မျက်ဝန်းတွေသာစိုးမိုးထားတာပါ All and long for is your touch ကိုအတန်းတားဆုံးကလည်းမင်းရဲ့အထီးတွေ့ပါပဲဒါကိုနှစ်ချောင်းလုံးအတွဲပြီးတော့ဘာသာပြန်မယ်ဆိုရင်တော့ When all and dream of is your eyes all and long for is your touch နိုင်ရဲ့အိမ်မက်တွေတိုင်းမှာ မင်းမျက်လုံးလေးတွေကကြီးစိုးနေတဲ့ချိန်ငါအတန်းတားဆုံးကလည်းမင်းရဲ့အထီးတွေ့ပါပဲ And darling something tells me that's enough ပြီးတော့အချစ်ရဲ့ တစုံတရာကတော်လောက်ပြီလို့ကိုကိုပြောနေတယ်။ You can say that I'm a fool. ကိုကိုအယူတယောက်လို့မင်းဆိုချင်ဆိုနိုင်ပါတယ်။နောက်တစ်မျိုးပြောရရင်ကိုကိုအယူတယောက်လို့မင်းသတ်မှတ်ချင်သတ်မှတ်နိုင်ပါတယ်။ And I don't know very much. ဒီယူတမှုကိုကိုလည်းသိမသိပါဘူးကွာ။နောက်တစ်မျိုးပြောရရင်ဒီယူတမှုကြီးကိုကိုလည်းသိတော့နားမလည်ပါဘူး။ But I think they call this love. ဒါပေမဲ့ ဒါကိုပဲအချစ်လို့ခေါ်ကြတာထင်တယ်။နောက်တစ်မျိုးပြောရရင်ဒါပေမဲ့လူတွေကဒါကိုပဲအချစ်လို့နာမည်တက်ကြတာထင်တယ်။ One smile, one kiss, two lonely hearts is all that it takes. အပြုံးပန်းတပွန်နုညံ့တဲ့အနံအထီးကျန်နေတဲ့နှလုံးသားတစ်စုံတကယ်တမ်းလိုအပ်နေတာဒီလောက်ပါပဲ။အိုက်ထက်တော့မပူပါဘူး။ Now baby, you are on my mind every night, every day. အခုတော့ ညစဉ်ညတိုင်းနေ့ရက်တိုင်းမှာကိုအတွေးကိုစိုးမိုးထားတာမင်းပါပဲချစ်လေးရဲ့အတမျိုးဘာသာပြန်ရရင်အခုတော့ညစဉ်ညတိုင်းနေ့ရက်တိုင်းမှာကိုနှလုံးသားကိုလွှမ်းမိုးထားတာမင်းပါပဲချစ်ရဲ့ good vibrations getting loud ကိုရဲ့ရင်ခွန်တန်တွေလည်းပိုကျဲလောင်လာနေပြီအတမျိုးပြောရရင်ရင်ခွန်တန်တွေပိုမြန်လာနေပြီ how could this be anything anything else ဒါကအခြားဘာများဖြစ်နိုင်သလိုလဲ အခြားဘာယောဂါများဖြစ်နိုင်အောင်မလဲဒီတိချင်းရဲ့အဓိကစာသားကတော့ဒီလောက်ပါပဲကျန်တာတွေကတော့ဒီရှေ့မှာပြောပြီးသားစာသားတွေကိုပဲပြန်ဆိုသွားတာပါဒီထက်ကမှကျွန်တော်တို့နေ့စဉ်အင်္ဂလိပ်စကားပြောမှာသုံးလို့ရမယ့်အသုံးအနှုန်းလေးတွေကိုပြန်ထုတ်နှုတ်ပြီးတော့ပြောပြချင်ပါတယ် you know when you know ဒီအသုံးအနှုန်းလေးကတကယ်တော့စကားပုံလေးတစ်ခုပါဗျအထူးသဖြင့်အချက်နဲ့ပတ်သက်တဲ့အခါမှာသုံးပါတယ်တဲ့အတွက်မှန်ကန်တင့်တော်တဲ့လက်တွဲပေါ်နဲ့ဆုံးတဲ့အခါအချက်ဆိုတာကိုခန်းစားလာရမှာပါ ောက်တစ်မျိုးကျွန်တော်ထင်တာတော့ဖူးစာပါလာရင်စုံရမှာပါပဲသို့မဟုတ်ပေါင်းသင်းရမှာပါပဲလို့များဘာသာပြန်လို့ရမလားသူ့ကိုအင်္ဂလိပ်လိုဘာသာပြန်ထားတဲ့ပုံစံလေးရလဲသဘောကျเสียကောင်းပါတယ် when the right moment comes you won't have to second guess it you'll just know ဆိုလိုချင်တာကအချိန်ကျလာပြီတင့်တော်တဲ့အချိန်ရောက်လာပြီဆိုရင်နှစ်ခါပြန်ပြီးတော့အတည်ပြုနေစရာမလိုပါဘူးမင်းခံစားလာရမှာပါမင်းသိရမှာပါ let's face it ဒီနေရာမှာ face ဆိုတဲ့စကားလုံးကတာမန်ဆိုရင်တော့မျက်နာပေါ့ဗျာကရိယာအနေနဲ့ဆိုရင်တော့ရင်ဆိုင်တယ်လို့ဖြစ်သွားတယ်သို့မဟုတ်မျက်နှာချင်းဆိုင်တယ်လို့ပြောလို့ရတယ် you had me at hello ဒါလေးကတော့ကျွန်တော်အင်္ဂလိပ်စကားပြောသင်ခန်းစာအနေနဲ့ရှေ့မှာပြောဘူးပါတယ်မြင်မြင်ချင်းချစ်မိသွားတယ်လို့ပြောတာမင်းကမြင်မြင်ချင်းချစ်မိသွားတယ်ဒါကကိုရှိရလူကိုပြောတာပေါ့ဗျာအကယ်၍သူများအကြောင်းပြောမယ်သူမကငါမြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်တော့ she had me at hello ဒီလိုလေးသုံးလို့ရပါတယ် hesitation ကတော့တည်ပြီးသားဖြစ်နေပါတယ် ်တွန်းဆုတ်နေခြင်းကိုပြောတာပါတွန်းဆုတ်နေတယ်ဆိုတာကမဝံမရဲနဲ့လှုပ်ရမှာလို့မလှုပ်ရမှာလို့ဒီလိုဆုံးဖြတ်ရခက်ပြီးတော့တွန်းဆုတ်နေတာကို hesitation လို့ခေါ်ပါတယ် all and dream of is အဲ့နောက်မှာကိုပြောချင်တဲ့အကြောင်းအရာတွေအထည့်ပြောလို့ရပါတယ်ငါအိမ်မက်တွေမှာစိုးမိုးထားတာကဘာတွေဖြစ်မလဲ games တွေလားကောင်မလေးတယောက်လားအစားအသောက်လားဒါကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုစိတ်ကူးထားတဲ့အကြောင်းအရာလေးတွေကိုအတွေ့အထိမှာအမြဲတမ်းပေါ်နေတဲ့အကြောင်းအရာလေးတွေကို is ရဲ့နောက်မှာ ထည့်ပြောလို့ရပါတယ်။ဥမာ all and dream of is your smile ကိုအိမ်မတူတဲ့မှာစုံမထားတာမင်းရဲ့အပြုံးလေးပါ နောက်ထပ်အတိအကျထပ်ပြောရရင်ကရိယာအနေနဲ့ dream of somebody or something သို့မဟုတ် dream about somebody or something တခုခုအကြောင်းအိမ်မတ်မတ်တယ်လို့ပြောချင်ရလေ dream ရဲ့နောက်မှာ of သုံးရင်တော့မသုံးရင် about သုံးရတယ်အဲ့ဒီနောက်မှာ noun ပုံသုံးရမှာဖြစ်ပါတယ်နောက်ထပ်အသုံးအနှုန်းလေးကအရင်လှတဲ့အသုံးအနှုန်းလေးပါဗျ long for all and long for is ငါတန်းတနေတဲ့အရာကတော့ငါတန်းတတဲ့တခုတည်းသောအရာကတော့နောက်မှထည့်ပြောပါဘာတွေဖြစ်မလဲ all and long for is your kiss ကိုအတန်းတဆုံးကတော့မင်းရဲ့အနံလေးပါဒါဆိုရင်တန်းတတဲ့အရာတွေနောက်မှထည့်ပြောလို့ရတယ်ဆိုတော့အသုံးနှုန်းက long for ပါတန်းတသည်ဆိုတဲ့အဓိပ္ပာယ်ပါ you can say that i'm a fool ကိုအယူတယောက်လို့မင်းခေါ်ခြင်းခေါ်နိုင်ပါတယ်ကိုအယူတယောက်လို့မင်းသတ်မှတ်ခြင်းသတ်မှတ်နိုင်ပါတယ်လို့ပြောတာပါ lesson 4ဒါလေးကအယူလို့ပြောတာပါ နောက်ဆုံးမှတ်သားတဲ့စကားလေးကတော့ you on my mind ကိုအထွေးထဲမှာစုံမထားတာမင်းပါပဲဒါဆိုရင်ဒီဗီဒီယိုလေးကိုမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ် who's on your mind တင်းရဲ့အထွေးထဲမှာစုံမနေတာဘယ်သူများဖြစ်မလဲစုံမထားတဲ့သူတွေရှိလို့မန်ရှင်းခေါ်လို့ရရင်လေခွန်မမှာမန်ရှင်းခေါ်သွားရပါဦး FA တွေကတော့တချင်းလေးနားထောင်ပြီးတော့ပဲဖီးကြပါ thank you for watching